ဂျိုရှွာမနေထူပွဲအပြီးမှာတော့ပြန်ပဲဖိုက်တာဖြစ်တဲ့ဘရန်နန်ရေဘာကတော့ထော့ကျူးအနေထားကိုရောက်သွားခဲ့ပြီးတော့ဂျိုင်းတော့အကူညီနေပေကွင်းထဲကနေပြန်သွားရတာပရိသတ်တွေတွေးလိုက်ကြတာဖြစ်တဲ့တော့ဘရန်နန်ရေဘာအတွက်လေပရိသတ်တွေကတတော်လေးကိုစိတ်မကောင်းဖြစ်နေကြတာပါနိုင်ငံခြားက community တွေကလည်းတတော်လေးကိုချစ်ဖို့ကောင်းတယ်ရှုံးတဲ့သူကိုရောအားပေးသလိုနိုင်တဲ့သူကိုလည်းအားပေးတယ်ဘလို့မှမလောင်ပြောင်ကြဘူး Brandon River ရှုံးတဲ့ကိုမင်းအောက်တွေမှာဆိုရင်ရှုံးလို့သူ့ကိုအပြစ်တင်တာမျိုးသက်မှเนาะကျွန်တော်တို့မလောက်ကြဘဲနဲ့မင်းရဲ့ထိုးချက်တွေကအယံဝမှာကောင်းလုံးနေတကယ်ကိုမှကျန်းလုံးနေ UFC သမိုင်းမှာအကောင်းဆုံးပွဲပဲဆိုပြီးတော့ချီးမွမ်းကြတာကိုပဲတွေ့ရတယ်ဒါအင်မတန်မှเนาะချစ်ဖို့ကောင်းသလိုရှုံးသွားတဲ့ fighter တွေအတွက်လည်းအင်မတန်မှအားဖြစ်စေတဲ့အရာပါကျွန်တော်တို့ဒီဘက်အာရှဘက်က community တွေလည်းဒါမျိုးတွေကို ရှုံးတဲ့သူတွေကိုအားပေးနှစ်သိမ့်တတ်ဖို့အရောက်အုံမှာလိုအပ်တာကိုကွက်ကွက်ကွက်ကွင်ကျွန်တော်အနေနဲ့မြင်မိပါတယ်။ဒါနဲ့ Joshua ဘိုင်းရဲ့ကန်ချက်နဲ့ Brandon River ကဘာဖြစ်လို့ဒီလောက်တက်ထိအချိန်တွေကဆိုးရွားသွားခဲ့ရသလဲ။ထော်ကျိုးအနေထားနေတော့ဘာဖြစ်လို့ဒီလောက်တက်ထိဖြစ်သွားခဲ့ရသလဲ။ Joshua ဘိုင်းရဲ့ကန်ချက်ဟာအင်မတန်မှထူးခြားတဲ့ကန်ချက်ဖြစ်ပါတယ်။ Applic ကန်ချက်လို့ခေါ်ပါတယ်။ Brandon River ရဲ့ဒူးအပေါ်ပိုင်းလေးကိုပဲ Joshua ဘာက သူ့မှာရှိတဲ့အားနဲ့ဖိပြီးတော့ကန်ချလိုက်တာပဲဖြစ်ပါတယ်အမှန်မှဆိုရင်ဒီဘွဲမှာဂျက်ရှွာဘန်ဟာခြေမကျိုးနဲ့လာထိုးတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့အမြင့်ကန်ချစ်တွေဘဲဝက်ကန်ချစ်တွေတိတ်ပြီးတော့သုံးတာကိုမတွေ့ရဘူးနော်ဘရူနိုစီဘာနဲ့ဘွဲမှာခြေမကျိုးသွားခဲ့တာပဲဖြစ်ပါတယ်ဒါတော့တလောက်တစ်တီလုံနိုင်တာအင်မတန်မှချီးကျူးဖို့ကောင်းပါတယ်ယုပ်စီဥက္ကဋ္ဌဒေနာဝိုက်ကတော့နှစ်ယောက်စလုံးကိုကြိုက်လွန်လို့အနိုင်ဘောနပ်စ်နှစ်ယောက်စလုံးကိုပေးပါရဲဗျာနော်တော်တော်လေးကိုမှအားရဖို့ကောင်းပါရီနော် ဂျိုရှွာဘန်ကတော့အားလုံးကတော့ချီကျူးနေကြပြီတကယ်ကိုမှပါရမီပါရီလီဂျင်ဂျိန်ဆေးရကြော်လေးနဲ့ကိုလိုမျိုးနံပါတ်1ဖိုင်တာကြီးကိုအလဲထိုးနိုင်ခဲ့တယ်အခုဂျိုရှွာဘန်နဲ့ထပ်ထိုးရမယ့်ချန်ပီယံကြီးနော်ပန်သူဂျာကလေအခုဂျိုရှွာဘန်အရွယ်23နှစ်အရွယ်မှာဆိုရင်သူဟာစားတော့ဆိုင်တစ်ခုမှာ ပကံစေးတဲ့အလုပ်ကိုလုပ်နေတော့လို့နော်ဂျော်ရှော်ပိုင်ရဲ့အခုလိုမျိုးအသက်ငယ်ငယ်လေးနဲ့လုံပြနိုင်စွမ်းတွေကိုချီးကျူးသွားခဲ့တာဗျာတကယ်ကိုလေဂျေဇူးတင်မိပါတယ်နော်